မင်္ဂလာပါကချင် wave တရင်ဌာနကနေနေစဉ်တင်းလာနေကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်သွားမယ့်တရင်အစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားတရင်တွေကိုတင်ဆက်ပေးသွားမယ်။တရင်အစီအစဉ်တင်ဆက်သူမယ်ယူဆံမယ်ဖြစ်ပါတယ်။လာရှုမြို့လွဲပြောင်းပေးတဲ့ဖြစ်စဉ်မှာတရုတ်ပါဝင်လာတာဟာဝင်ရောက်ဆွတ်ဖက်ခြင်းမဟုတ်ပဲ ကုမင်းမျိုးစုနေပွဲတဘောသူငင်မှုအရာဖြစ်ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောခွင့်ရအရာရှိကပြောပါရတယ်။တရုတ်နိုင်ငံကုမင်းမျိုးစုနေပွဲတဘောသူငင်မှုအရာကိုကန့်အဖွဲ့ MNDAA ကစကောင်စီကိုလာရှိုးမျိုးအားချုံးမွေစွာလွဲပြောင်းနိုင်ရဲ့အတွက်အပြည့်ရဲ့စောင့်ကြည့်ရေးအဖွဲ့အဖွဲ့ကိုဆီလို့ရခြင်းဖြစ်တယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောခွင့်ရအရာရှိကောချာခွန်းကသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါရတယ်။ တေဝအစိုးရဘက်ကအပြည့်အဆောင်ကြီးရဲ့အဖွဲ့ကိုလာရှုံမျိုးကိုစီလွတ်တာဟာတေဝကမြမပြည်ရင်းရေးကိုဝင်မစွတ်ဖက်ပါဘူးဆိုတဲ့ကတိကိုမလိုက်နာတော့တဲ့တဘောလားဆိုတဲ့ရှန်ကျင် TV သတင်းဌာနကမေကွန်းထုတ်လိုက်တဲ့အပေါ်တေဝနိုင်ငံသားရေးဝန်ကြီးဌာနရဲ့ပြောခွင့်ရအရာရှိက အခုလိုပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်တေဝနိုင်ငံသားရေးဝန်ကြီးဌာနရဲ့ပြောခွင့်ရအရာရှိကမြန်မာနိုင်ငံမြောက်ပိုင်းတည်ငြိမ်အေးချမ်းရေးဟာ နှစ်နိုင်ငံနဲ့ပြည်သူတွေရဲ့အကျိုးစီးပွားအတွက်ဖြစ်ပြီးမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့အနေမြေပိုင်ဆိုင်မှုကိုလေးစားသလိုသက်ဆိုင်ရာအဖွဲ့တွေရဲ့ဆန္ဒနဲ့အညီမြန်မာနိုင်ငံမြောက်ပိုင်းငင်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်စေဖို့တိုက်ကြွစွာကြိုးပမ်းကူညီဆောင်ရွက်ပေးနေတယ်လို့ပြောကြားခဲ့ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်လာရှိုးမြို့ကိုညီနောင်မဟာမိတ်သုံးဖွဲ့ဦးဆောင်တဲ့တတုံညာနေခွန်စစ်စင်ရေးအတွင်ပြီးခဲ့တဲ့နှစ်ဩဂုတ်လ3ရက်နေ့မှာတင်ပရရှိခဲ့တာဖြစ်ပါတယ်။ ဒါရှုမျိုးနဲ့အတူစစ်ကောင်စီရဲ့အရှိမျောက်တိုင်းစစ်ဌာနချုပ်ရမခါကိုအပြီးသက်သိမ်းပိုင်နိုင်ခဲ့ပြီးနောက် MNDAA ကုကံအဖွဲ့ဟာတေဝရဲ့ဖိအားပေးခြင်းကိုခံရပြီးနောက်အခုလိုမျိုးကိုပြန်လည်လွဲပေးရတဲ့အထိဖြစ်လာတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တရွာရဲတာ PDF မီတာစုဝင်တွေကိုအစုလိုက်အပြုံလိုက်တက်ပြတ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပြည်သူတွေကိုဖမ်းဆီးထောင်ချမှုဖြစ်စဉ်တွေမှာပါဝင်ခဲ့တဲ့ ယူစောထီနဲ့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးမှုစုစုပေါင်းအယောက်30ကျော်ကိုတော်လိုင်းတပ်ဖွဲ့တွေကအင်ဒိုမျိုးတိန်တိုက်ပွဲအတွင်းဖမ်းဆီးရရှိခဲ့ကြောင်းသိရပါဗျ။စကိုင်းတိုင်းအင်ဒိုမျိုးနယ်မှာအဆူလာအပြုံလိုက်တပ်ဖြတ်မှုကိုကျူးလွန်ရာမှာပါဝင်ခဲ့တဲ့ပြူစောထီတွေအပါအဝင်စစ်ကောင်စီလက်အောက်အလုပ်လုပ်ခဲ့တဲ့အုပ်ချုပ်ရေးအရာရှိစုစုပေါင်းအယောက်30ကျော်ကိုဖမ်းဆီးစစ်ဆေးနေတယ်လို့တော်လိုင်းရေးသတင်းရင်းမြစ်တွေကပြောပါဗျ။ဖမ်းမိထားတဲ့အထက်မှာအင်ဒိုမျိုးနယ်မှာ2022ခုနှစ်အောက်တိုဘာ28ရက်နေ့တုန်းက နမဟုတ်ကြီးရွာကတော်လိုင်းရေးတပ်ဖွဲ့ဝင်တချို့ရဲ့မိသားစုဝင်အမျိုးသားရှိဦးကိုအစူလိုက်အပြုံလိုက်တပ်ဖြတ်တဲ့ဖြစ်စဉ်မှာဥဆောင်ပါဝင်ခဲ့တဲ့တရွာတဲတာပြူစောတိခေါင်းဆောင်တင်းစော်ဝင်းဆိုလူလည်းပါတယ်လို့အင်တော်ဒေတာခန်တော်လိုင်းရေးနဲ့နှိဆက်သူတဦးကပြောပါတယ်။ဒါအပြင်အင်တော်မျိုးပေါ်မှာပြည်သူတွေကိုဖမ်းဆီးထောင်ချပြီးအကြမ်းဖက်အားပေးသူလို့ခေါင်းစဉ်သက်ထောင်ချမှုတွေမှာဥဆောင်ခဲ့တဲ့မြို့နယ်မူလတဲ့ပြူစောတိခေါင်းဆောင်အောင်မြင်နိုင်ပြူစောတိအဖွဲ့ဝင် အောင်ကုန်းရွာတာအဝင်နဲ့ မြို့နယ်ဦးစီးမှုအပါဝင်အဖွဲ့ဝင်38ယောက်ကိုဖမ်းဆီးရရှိမိထားတယ်လို့လည်းပြောပါရယ်။ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာ16ရက်နေ့မှာစတင်ခဲ့တဲ့စကိုင်းတိုင်းအင်ဒိုမျိုးတိန်တိုက်ပွဲကိုဧပြီလ9ရက်နေ့ညပိုင်းမှာတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကအပြီးသက်သိမ်းပိုက်နိုင်ခဲ့ပြီးလက်နက်ခဲယမ်းတွေနဲ့တမခွန်ခွန်တမမူဗမှုချုပ်အောင်တပ်ဦးအပါအဝင်စစ်တုံးမှန်၁၈၀ကျော်ကိုဖမ်းဆီးရမိထားရဖြစ်ပါတယ်။ဒီကနေ့ညနေခင်းရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံး စိတ်ချမ်းသာကိုကျမ်းမာပြီးဘေးရန်ရဲ့ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။